ပက်စစ်ဝါဒလက်ဟောင်းနဲ့လက်သက်အပိုင်း၃နောက်မျက်လက်ပြပွဲတစ်ခုမှာ1933ဇွန်24ရက်တွင်နာဇီပါတီသတင်းစာမျက်နှာဖုံး၌ဘာလင်မြို့ပေါ်သို့နိုင်ငံလေရင်ပြန်များမှမတ်စ်ဝါဒဆရာစရမ်းများကြဲချခြင်းဆိုသည့်သတင်းပါလာသည် အမျိုးအမည်မသိလေရင်ပြန်များဗာလီမြို့ပေါ်ဝဲ၍ဂျာမနီအစိုးရကို တိုက်ခိုက်ထားသည့်ဆောက်ရွက်စရမ်းများကျဲချကြောင်းတရေအပြည့်စုံပြင်အဲဒီတအမှတ်ချက်များဖြင့်ဗာဆေးစာချုပ်တွင်သတ်မှတ်ထားကြရဂျာမနီ၌လုံခြုံရေးအတွက် လေရင်ပြန်များမထားရှိနိုင်မှု၏အန္တရာယ်ကိုထောက်ပြပြီးအမိနိုင်ငံကိုကာဝယ်ရန် ဆော်ဩခဲ့ပေသည်တကယ်တော့ဗာလင်မြို့သူမြို့သားတယောက်မှ လေရင်ပြန်များကိုလည်းမမြင်ရ ြဲချသည်ဆိုသည့်စရန်းစာတော်များလည်းထုတ်မပြနိုင်ချေသို့သောဂျာမန်ပြည်သူပြည်သားအတော်များများသည်နိုင်ငံသားအန္တရာယ်ကိုလန့်ဖြတ်ပြီးဂျာမနီနိုင်ငံ၏အကာအကွယ်မဲ့မှုကိုသဘောပေါက်သွားကြသည်1933ခုနှစ်အတောအတွင်းမှာပင်လေကြောင်းကာဝေး၏ဖွဲ့ချုပ်ဆိုသူကိုဖွဲ့စည်းလိုက်ပြီးအနေနဲ့ရရက်တွင်အဖွဲ့သားများစုဆောင်းတော့သည်ဟောပြောပွဲများဝါရဖြန့်ချီရေးကြော်ညာများဆန္ဒပြပွဲများဖြင့်တနိုင်ငံလုံးကိုလှုံ့ဆော်လိုက်သည် လေကြောင်းကာဝေး၏အဖွဲ့ထဲဝင်ခြင်းဖြင့် မိမိကိုယ်ကိုမိမိကယ်တင်လောဟုသောဆောင်မုတ်ဖြင့်ပေါ်ထွက်လာသော ထိုအဖွဲချုပ်ဖွဲ့စည်းပြီးတစ်နှစ်ကြာတွင်အဖွဲဝင်နှစ်တန်းခွဲရှိလာ၏တစ်နှစ်ခွဲကြာတွင်ငါးတန်းဖြစ်လာသည်၎င်းတို့သည်မိမိတို့အိမ်များအတွင်းဘုံခိုခြင်းများတူးရခြင်းမိသက်ရန်ဘူးများဆင်းသင့်ထားရှိခြင်းအချက်ပေးစနစ်များထားရခြင်းမတက်နိုင်သူများအားငွေကြေးထောက်ပံ့ရခြင်းများပြုလို့ရသည်တကယ်တော့ဤအဖွဲချုပ်သည်အဆောက်အဦနှင့် ဓာတုပစ္စည်းလုပ်ငန်းရှင်ကြီးများပူးပေါင်းပြီးတကြိတ်တည်းတညံ့နဲ့လုပ်နေကြခြင်းဖြစ်သည် ပြင်သစ်မှာစစ်လေရင်4500ဘယ်ဂျီယံမှာ400ချီကိုစလိုဗေးကီးယားမှာ950ပိုလန်မှာ1000ရှိပြီးနှစ်နာရီအတွင်းဂျာမနီပြည်တွင်မြေသည့်မြို့ကိုရောက်ရှိနိုင်ပြီးအချိန်မရွေးဘုံကျဲတိုက်ခိုက်နိုင်သည်ဟုတိုင်းသူပြည်သားများအားနိုင်ငံခြားစစ်ရေးအင်အားများနဲ့လက်ချောက်သည်နိုင်ငံခြားမုံဒီရေးကိုသွတ်သွင်းသည် ဤနည်းသည်တိုင်းသူပြည်သားများအားအကြမ်းဖက်အုပ်ချုပ်သည့်နှီးဖြင့်မရနိုင်သည့်ပြည်သူများကြားစီယုံညီညွတ်မှုကိုရရှိနိုင်စေသည်ဤနည်းဖြင့်ရရှိထားသည့်စီယုံညီညွတ်မှုသည်အုပ်စိုးသူအခွင့်အရေးများ၏အဆင့်နေရာကိုတည်ငြိမ်စေခဲ့လေသည်ထို့ပြင်နိုင်ငံသားစာနယ်ဇင်းများ၏ဂျာမနီအပေါ်ပုတ်ခတ်ပြောဆိုမှုများဆိုသည်ကိုလည်းဂိုဘဲနှင့်၎င်း၏အပေါင်းပါများကအဆက်မပြတ်လောက်ကျန်ဝါဒဖြန့်ပြောဆိုပြီး လူအများကြီးမျိုးချစ်စိတ်နဲ့ခံပြင်းမှုကိုလှုပ်ဆော်ခဲ့သည်ဝါရဖြန့်ကြီးရဲ့မျိုးမျိုးနဲ့လူများကိုမှိုင်းတိုက်နေမှုနဲ့တူတစ်ဖက်ကလည်းစစ်ကိုကြိတ်၍ပြင်ဆင်ခဲ့သည်1934-35ဘတ်ဂျက်နှစ်တွင်စစ်ဘတ်ဂျက်ကိုအဆမတန်တိုးမြှင့်လိုက်ပြီးစစ်တပ်ကိုလည်းအင်အား3သိန်းသို့တိုးချက်လိုက်သည်ဖာစေးစာချုပ်ရ3သိန်းသာထားနိုင်သည်ဂျာမန်လူငယ်များအလုံးကိုစစ်တင်နှံတက်ရောက်စေသည်ဂျာမန်စစ်ရုံများပြားကိုလည်း စစ်လက်နက်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံများဖြင့်ပြောင်းလဲလိုက်သည်။ယင်းနေရာတွင်စိတ်ဝင်စားပွဲကောင်းလာသည်မှာအရင်းရှင်နိုင်ငံကြီးများမှလက်နက်ထုတ်လုပ်ရောင်းချသည့်အရင်းရှင်ကြီးများအားလုံးကဝိုင်းဝန်းပြီးဂျာမနီပြည်ကိုစစ်လက်နက်ပစ္စည်းတပ်ဆင်ပေးလိုက်ခြင်းပင်ဖြစ်သည်။ဂျာမနီအတွက်ရေငုပ်သင်္ဘောများကိုဟော်လန်နှင့်ဆွီဒင်တွင်တည်ဆောက်ပေးသည်။အမြောက်များကိုဗြိတိရှ်နှင့်အမေရိကန်မှတင်ပို့သည်။ 1934တနှစ်အတွင်းအမေရိကန်မှဂျာမနီတို့စစ်လေညင်ပြန်များပါဝင်စစ်သုံးပစ္စည်းရောင်းချမှုမှာဒေါ်လာတန်းနဲ့ချီရှိသည်ဆက်သနက်များကိုတော့ဂျာမနီစစ်လက်နက်စက်ရုံများကပင် ထုတ်လုပ်နိုင်ခဲ့သည်ထို့ပြင် မီလောင်ဘုံအစိတ်တန်းငွေဘုံအမျိုးမျိုးစသည်တို့ကိုလည်းထုတ်လုပ်ခဲ့ကြသည်ဤသည်မှာစံကြသည့်ဂျာမနီဖက်စစ်နိုင်ငံကြီးပေါ်ပေါက်လာခဲ့ရသည့်အကြောင်းများနဲ့၎င်း၏ပုံစံများဖြစ်တော်သည် အင်္ဂလိပ်ပြင်သစ်အမေရိကန်အစရှိသည့်နယ်ချဲ့ရင်းရှင်ကြီးများသည့်ဂျာမနီဖက်စစ်တပ်ကြီးကိုဝိုင်းဝန်းအားပေးအမြောက်ပြုကာဆိုဗီယက်ယူနီယံဘက်သို့မျှအုပ်လှည့်ပေးခဲ့သည်ဖက်စစ်ဆန့်ကျင်ရေးစစ်အောင်ပွဲခံနိုင်ခြင်းသည်နိုင်ငံတကာနယ်ချဲ့စနစ်ကိုပြင်းထန်စွာထိုးနှက်လိုက်ခြင်းဖြစ်သည်အကယ်၍မဟာအောက်တိုဘာဒေါ်လာရေးကပထမအကြိမ်နိုင်ငံတကာနယ်ချဲ့စစ်ကြောင်းကိုထိုးပေါက်လိုက်သည်ဟုဆိုပါကဖက်စစ်ဆန့်ကျင်ရေးစစ်အောင်ပွဲသည်နိုင်ငံတကာနယ်ချဲ့စစ်ကြောင်း၏ အပိုင်းကြီးတစ်ပိုင်းကိုချိုးဖျက်ပစ်လိုက်ခြင်းဖြစ်သည်ဟုဆိုနိုင်သည်မဟာအော်တိုဘာဒေါ်လာရေးနှင့်ကမ္ဘာဖက်စစ်ဒေါ်လာရေးအောင်ပွဲများသာမရှိပါကနယ်ချက်စနစ်ကိုလိုနီစနစ်သည်ယခုတိုင်အားကောင်းနေဆဲဖြစ်ပြီးအာရှအာဖရိကလက်တင်အမေရိကမှနိုင်ငံများသည်လည်းအမျိုးသားလွတ်လပ်ရေးရရှိကြလိမ့်မည်မဟုတ်ပေအမျိုးသားများလွတ်လပ်ရေးရရှိလာခြင်းနှင့်ပြည်သူများလွတ်မြောက်ရေးရရှိလာခြင်းသည်ဤဒေါ်လာရေးနှစ်ခုဤမပယ်ဖြတ်နိုင်သောကောင်းမှုပင်ဖြစ်တော်သည် လေယခုတလားတွင်လူမှုဆက်သွယ်ရေးပစ္စည်းများကိုလဝကြီးအုပ်ထားကြသူနိုင်ငံတကာရင်းရှင်ကြီးများသည် passive water လက်သစ်များခေါင်းထောင်ထလာခြင်းကိုအသားပေးလာကြပြန်ကြပြီ20ရာစု၏30ဇွနစ်များကလိုပဲကွန်မြူနတီများခေါင်းထောင်ထလာမှာထက် passive များခေါင်းထောင်ထလာသည်ကိုလိုလိုလားလားရှိနေကြပေသည်ဟစ်တလာနာဇီများ၏ Aryan မျိုးမျက်များသာအမြင့်မြတ်ဆုံးဟုသောအယူဆနေရာတွင် လူပြူများသာဗီဇယအမြင့်မြတ်ဆုံးဟုသောအယူဆများကိုလည်းတနည်းတဖုံဖြန့်ပြူးနေကြပြန်ကြပြီဟစ်တလာက လူပြူများထဲမှာပင်အာရီယန်မျိုးနွယ်တနည်းဂျာမန်မျိုးနွယ်ကို အမျက်ဆုံးဟုဆိုခဲ့သည်ဤသို့ဟစ်တလာက မျိုးနွယ်ခွဲခြားရေးကိုပြောခြင်းမှာ သူ၏နိုင်ငံရေးစစ်ရေးရည်ဝဲချက်ရဖြစ်သည်ယခု လူပြူသာဗီဇယအမျက်ဆုံးအယူဆသည်လည်း နောက်ွယ်တွင်နိုင်ငံရေးစစ်ရေးရည်မှန်းချက်များရှိပေသည်ဟစ်တလာလိုမကျင်းမြောင်းပေလူပြူအားလုံးကို စီးယုံပြီးတခြားလူဝါလူညိုလူမဲကိုနှိမ်ချရင်းနဲ့ဆန့်ကျင်ရေးဖြစ်ပေသည်ထို့ကြောင့်ပိုပြီးကျယ်ပြန့်ပေသည် အမေရိကန်တွင်၎င်းဥရောပတွင်၎င်းပျောက်ကြပျောက်ကြဖြစ်ပေါ်နေသော လူမျိုးကြားဆန့်ကျင်ရေးအဓိကယုံများကိုပို၍ကျယ်ပြန့်လာအောင်လူပြူသာဗီဇရအမျက်ဆုံးအယူဆက ွေးတို့ကမီးလောင်လေပင့်လှုပ်ပေးနေခြင်းဖြစ်သည်အရင်ရှင်ကဘာတွင်စီးပွားရေးထိုင်းမိုက်မှုသည်ဆက်လက်တည်ရှိနေသည်1929-30ခုနှစ်များကစီးပွားပြတ်ကပ်မျိုးမဟုတ်သေးစေကမူထိုင်းမိုက်မှုမှာ အနှံ့ပြားဖြစ်ပြီးနှက်ဆိုင်ပေသည်ကိုဂျိုးစီးပွားကာကွယ်ရေးဝါဒသည်လည်းပုံစံမျိုးမျိုးဖြင့်ပေါ်ပေါက်နေသည်တချို့ဒေသများတွင်နိုင်ငံရေးကြက်တဲများလည်းရှိနေပေသည်ဤသို့သောရေကန်မြေကန်တွင် ဖက်စစ်လက်သည်များခေါင်းထောင်ထလာသည်မှာမဆန်းပေမူဆိုလီနီသည်၎င်းဟစ်တလာသည်၎င်းထိုစဉ်ကတည်ရှိနေသောဒီမိုကရေစီနိုင်ငံရေးစနစ်များအတွင်မှတရားဝင်ဝန်ကြီးချုပ်တက်လုခဲ့ကြခြင်းဖြစ်သည်ဝန်ကြီးချုပ်ကမှတဆင့်ဖက်စစ်အာဏာရှင်ဖြစ်တက်လန့်သွားကြခြင်းဖြစ်သည်ကော်မြူနစ်နဲ့ဖက်ဆက်ဒီနှစ်ခုကိုမဖြစ်မနေတစ်ခုခုကိုရွေးရမည်ဆိုရင်နိုင်ငံကရင်းရှင်ကြီးများသည်ဖက်ဆက်ကိုသာရွေးကြပေမည် ဖက်စစ်စနစ်ကရင်းရှင်စနစ်ကိုကာကွယ်ထိန်းသိမ်းမည်ဖြစ်သောကြောင့်ဖြစ်သည်ကမ္ဘာဖက်စစ်ဒေါ်လာရေးကြီးအောင်မြင်ပြီးနောက်နိုင်ငံကြီးငယ်များတွင်ဖက်စစ်ဆန်ခြင်းများရှိခဲ့သည်အမေရိကန်ပြည်တွင်မက်ကာတီဝါရ1950-54ကပေါ်ခဲ့သည်၎င်းမှာဖက်စစ်ဆန်ခြင်းမည်ဖြစ်သည်အမေရိကန်ပြည်သူများကဆန့်ကျင်ခြင်းခံရပြီးနောက်ဆုတ်သွားရသည်တိုင်းပြည်ငယ်ကလေးများတွင်ပေါ်ခဲ့သော ဖက်စစ်ဆန်ခြင်းများကများလာပေသည် မြမနီမြမဟန်ဖက်ဆက်ဆန်းချင်းကိုကမဆလာတခေလုံးယခုနဝဒခေတ်တွင်မှာဗမာပြည်ပြည်သူများကြုံတွေ့နေရသည်အထူးအကျယ်ချက်ပြောစရာမလိုတော့မဆလာခေတ်ကဖက်ဆက်ဆန်းချင်းကပုံစံအရပြောရရင်ဂျာမနီနာဇီပုံစံဖြစ်သည်အမျိုးသားဆိုရှယ်လစ်ဂျာမန်အလို့သမားပါတီနဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီတို့သည် နာမည်ကဆလောက်ဟန်ဆုံးမြည်မြနှိစက်ကြပါသည်လေနဝဒကား ဂျပန်ဖက်ဆစ်စနစ်ပုံစံဆန်ပေသည်သူတွင်ပါတီမရှိဆိုရှယ်လစ်ရေးကိုလည်းသိပ်မပြောပေဖက်ဆစ်ဆန်ခြင်းသည်တိုင်းပြည်ငယ်ကလေးတွင်ဖြစ်ပေါ်ပါကသူတိုင်းပြည်တွင်ကပြည်သူတွေသာအ धिक ခံရရသည်အလွန်ဆုံးခံရလျင်ထိုတိုင်းပြည်နှင့်ဆက်ဆက်နေသောအိမ်ကြီးချင်းတိုင်းပြည်၏နေဆက်ဒေသများကိုသာကြရရိုက်နိုင်သည်အင်အားနေသောတိုင်းပြည်တွင်နေချဲ့နိုင်သောအင်အားမရှိပေယခင်ကအတွေ့အကြုံရဆိုလျင် အီတလီလိုနယ်ချဲ့ငယ်စားတိုင်းပြည်တွေက passive ဆန်ကျင်ကတဆင့် passive စနစ်တို့တန်တန်မတ်မတ်ရောက်သွားပေလိမ့်မည် passive အီတလီသည် ကိုလိုနီသိမ်းပိုက်ရေးစစ်တိုက်ခဲ့သည်ဂျာမနီဂျပန်လိုတိုင်းပြည်တွင် ဖြစ်လင်ကကမ္ဘာနယ်ချဲ့ဖြစ်သူပင်ဆက်ရောက်သွားတော့သည်အမေရိကန်ပြည်လိုစူပါအင်အားကြီးနိုင်ငံကြီးများတွင်ပေါ်လင်က ပြောပွဲမရှိတော့ပြီ ယခုပင်လင် သူ့ထက်၅ဦးအမေရိကန်နိုင်ငံရေးသမားများသည် လက်ရစကားတွေပြောတယ်ပြောနေကြပြီလက်ရပိုကြလေမဲရလေဟုထင်ပြီးအလွန်ကျွံတွေပြောနေ၍စကားနောက်လက်တွေပါလာရင်ကကဘာကြီးသည်ဘယ်လိုမှမငြိမ်းချမ်းနိုင်တော့ပေရုရှားပြည်နယ်လဲထုံနီး၎င်းပင်ဖြစ်သည်စီးပွားရေးနိုင်ငံရေးလူမှုရေးမငြိမ်သက်မှုသည် အလွန်နှက်ဆိုင်လာသည်ရုရှားပြည်သည်လက်နက်အင်အားကြီးနိုင်ငံ ဖြစ်မြဲဖြစ်နေသည်ကိုမမေ့အပ်ပေထို့ကြောင့်ကမ္ဘာမျိုးသားများပြည်သူများသည်ဖက်ဆစ်ဝါဒလက်သက်ကို မပေါ်ပေါက်အောင်ဝိုင်းဝန်းတားဆီးကြရပေမည်။ Passive Water လက်သက်သည်1939ခုနှစ်များကလိုပုံသေးကားကြပေါ်လာမည်တော့မဟုတ်နိုင်ပေ။ဟိုတုန်းကလို Socialist အရေးချုပ်ပြီးပေါ်မည်မဟုတ်ပါ။ Democracy အရေးချုပ်ပြီးပေါ်ဖို့များပေသည်။ဘယ်ပုံစံနဲ့ပေါ်လာသည် ဖြစ်စေစီးပွားရေးနိုင်ငံရေးလူမှုရေးအကျက်တဲများပြင်းထန်သောနေချဲ့နိုင်ငံကြီးများတွင် Passive Water လက်သက်ပေါ်လင်ကစစ်အေးတိုက်ပွဲတကြောပြောင်းခြင်းလောက်နှင့် ရက်တက်နေနေမိကမဟုတ်ပေ passive ဝါဒဆိုဒီမှာ nature စနစ်အပြင်းစားဖြစ်သည် အကြမ်းတမ်းဆုံးအရက်ဆက်ဆုံးအရှက်မဲ့ဆုံးလူမျိုးရေးဝါဒလူဘျူဝါဒလည်းဖြစ်နိုင်သည်အပြင်းထန်ဆုံးဖြစ်သည်ဒီမိုကရေစီသည် passive ဝါဒမပေါ်ပေါက်ရေးအတွက်အိဆာတရားဆေးမဟုတ်ပေမူဆိုလီနီဟစ်တလာတို့သည်ဒီမိုကရေစီဘောင်တွင်းမှပေါ်ပေါက်လာကြခြင်းဖြစ်သည်လူမှုဆက်သွယ်ရေးပစ္စည်းများကိုပိုင်ဆိုင်ထားသူများက ဖက်စစ်ဝါဒလက်သည့်ဖြစ်ပေါ်ရေးအတွက်ခက်သွက်သွက်လဲပတ်နေကြကြပြီအမေရိကန်မှလက်ရနိုင်ငံရေးအင်အားစုချုပ်သည့်ကိုဂျိုးစီးပွားကာကွယ်ရေးဝါဒကိုပြက်ပြက်သားသားကျင့်သုံးရေးကမ္ဘာကုလသမဂ္ဂကိုဘေးချိတ်ပြီးအမေရိကန်ကကမ္ဘာအရေးခင်းများနဲ့သူ့သဘောနဲ့သူတူဦးဆောင်ရွက်ရေးတက္ကပါလုံးကိုဗိုလ်ချစိုးမိုးရေးတို့ကိုပြောဟောဝါဒဖြန့်နေကြပြီဤဒီမှာဖက်စစ်လက်သည့်ဝါဒပေါ်ပေါ်ရေးအတွက်ပနာမခြေလမ်းများပင်ဖြစ်ပေသည် ဖက်စစ်ဝါဒဟောင်းအပေါ်အောင်မွေးခံရသည့်ရွှေရုနှစ်တွင်ဖက်စစ်ဝါဒလက်တဲ့အကြောင်းပြောနေရခြင်းကမကောင်းလာပေသို့သောလက်တွေ့မျက်မှောက်ခြေနေများကဖက်စစ်ဝါဒလက်တဲ့ခေါင်းထောင်ထနိုင်ကြောင်းကိုတက်လှန့်သတိပေးနေပေသည်သက်ဆိုင်ရာတိုင်းပြည်များမှပြည်သူများသာသတိရှိရှိဖြင့်ဆန့်ကျင်တွန်းလှန်ကြလျက်ဖက်စစ်စနစ်ကြီးစိုးလာမှုကိုတားဆီးနိုင်ကြပေလိမ့်မည်